မှာတစ္ဆာလေးပါးနဲ့ပတ်သက်ပြီးတော့ဧသပေါင်းတော်တို့မှတ်သားကြည့်ကြရအောင်နော်တစ္ဆာဆိုတာဧသပေါင်းတော်တို့အလုံးယင်းနေကျွမ်းဝင်မှုရှိပြီးသားစကလုံးတစ်လုံးမဲတချို့ဆိုရင်အမြဲမပြတ်တောင်းနာယူနေကြတယ်လို့ထင်ပါတယ်နော်တစ္ဆာဆိုတာအလွန်တရာမှချိုးမြိန်သောအရာသာ ရှိတဲ့အရာလို့ယေရှုဘုရားအလိုတောင်းဟောတယ် သစ္စာဟဝေသာတုတရံရတနာအရာတာတကအရာတာတွေမှာ အမှန်တရားသစ္စာရဲ့အရာတာအကောင်းဆုံးလို့အင်းဆောင်ဖြစ်အလိုဟုတ်လားဒါကြောင့်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့ဒီကနေ့နာယူခြင်းမျိုးကြည့်ကြရအောင်နောက်ပြီးခဲ့တဲ့နှစ်ကသစ္စာ၄ပါးကို၄ချိန်ခွဲပြီးတော့ဟောတာ ပေတတုမမိအောင်မယ်ထင်ပါတယ်သစ္စာအနည်း၁၆ချက်ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့တရားတစ်ချိန်ဟောတယ် မူရိယသစ္စာနဲ့ပတ်သက်ပြီးတော့တစ်ကြိမ်နော်ဏိရောဓသစ္စာမဂ္ဂသစ္စာနဲ့ပတ်သက်ပြီးတော့လည်းတစ်ကြိမ်စီဒီတုန်းကတော့အထိုက်လေးရောက်ကြည်ကြည်ပြန့်ပြန့်လေးရှိတာပေါ့နော်ကိုကတစ်ကြိမ်လေးမှာသစ္စာနဲ့16ချက်ကိုဦးလင်းကပြောကြင်တာတခါတည်းနားထောင်လိုက်တာနဲ့သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့အထိုက်လေးရောက်ဤုံနဲ့ဟောပြောချက်ကလေးအနှစ်ချုပ်ကလေးသဘောမျိုးပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီသစ္စာနဲ့ပတ်သက်ပြီးတော့ လေရီစောဘုရားကြီးကခန္ဓာအာယတနာတသစ္စာလေးခံချမ်းမှာရေးထားတာလေးအထွန်းရှိစွာဘယ်မျှကြလဲတခါတခါမဖောက်ပြန်မဲ့အစဉ်မြဲကိုတစ္ဆာဆိုလို့တဲ့အချိန်ကာလတွေဘလို့ပဲပြောင်းလဲသွားသွားဘလောက်ပဲကြာကြာဒီတစ္ဆာဆိုတာပြောင်းလဲသွားတယ်ဖောက်ပြန်သွားတယ်ဆိုတာမရှိဘူးအမြဲတမ်းမှန်တာ။အထွန်းရှိစွာဘယ်မျှကြလဲတခါတည်းရန်မဖောက်ပြန်မဲ့အစဉ်မြဲကိုတစ္ဆာဆိုလို့ ထိုသစ္စာကလေးတွေပြာဤလေးပါးတည်းရုပ်အမှန်ထုတ်တော်ဒုက္ခသစ္စာ၊ကုလရသစ္စာ၊និရောဓသစ္စာ၊မဂ္ဂသစ္စာဆိုကြီးရဲ့ရည်သားချက်ကလေးရောအဲ့ဒီသစ္စာလေးပါးကိုအတိပ္ပယ်အနှစ်ချုပ်ကလေးဘယ်လိုဆက်ပြီးတော့ရည်လဲဆိုတော့ခန္ဓာငါးလေးဘုံလောကီကိုဒုက္ခဆိုလို့ရတယ်။နောက်ခန္ဓာငါးပါးဒီလောကကြီးဖြစ်ပြပြောင်းလဲနေတဲ့သဘာဝတရားမှန်သမျှဒုက္ခသစ္စာလို့ နားလဲပါတဲ့အနှစ်ချုပ်နော် ခန္ဓာငါးဒီဘုံလောကီကိုဒုက္ခဆိုလို့ထိုဒုက္ခပေါင်းပွားကြောင်းအမှုလောဘမှုမှာတမှုရိယအမြရာဤအဲ့ဒီဒုက္ခတွေဖြစ်ခြင်းရဲ့အဓိကလက်သေးတဲ့အခါအကြောင်းတရားလောဘကတော့တမှုရိယသစ္စာလို့အမြရာတယ်တဲ့နော်လောဘခပင်အကျွင်းမရှိချုပ်ငင်းပြီးသည့်တန်တိသဘောအစင်ချောကိုနေရောတာဟုတ်တဲ့ ဲ့ဒီလောဘတွေဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့လောဘတွေအကျွေးမရှိချုပ်ပြီးတော့တန်တိသဘောအစင်ချောကိုနော်ဆိုကြီးရဲ့အတုံးတုံးတန်တိဆိုတာနိဗ္ဗာန်ရဲ့လက္ခဏာနော်ငြိမ်အေးတဲ့ငြိမ်ချမ်းတဲ့ငြိမ်သက်တဲ့နော်တန်တိဆိုတာငြိမ်အေးခြင်းအစင်ချိုးဆိုအမြဲတမ်းချိုးမွေ့နေတယ်အဖို့အထက်မရှိဘူးအစင်မပြေတာမရှိဘူးဆိုတဲ့အတိတ်ကတန်တီးသဘောအစင်ချိုးကိုနေရောတာဟုတ်တဲ့ ဖြစ်စုတည်တည်မဂ္ဂင်ကြီးကိုမဂ္ဂဆို၏တဲ့သစ္စာလေးပါးရဲ့အတိပ္ပယ်ကိုအဲ့ဒီလိုလေးဖွင့်တာနောက်ခန္ဓာငါးလီဘုံလောကီကိုဒုက္ခဆိုလို့ဒုဒုက္ခဘုံပွားကြောင်းအမှုလောဘဆုမှာသမှုရိယအမြင်ရ၏လောဘခပင်အကျွင်းမရှိချုပ်ငိမ့်ပြီးသည့်တန်တိတဘောအစဉ်ချောကိုနိရောဓဟုရှစ်စုတည်တည်မဂ္ဂင်ကြီးကိုမဂ္ဂဆို၏တဲ့နောက်မဂ္ဂင်၈ပါးကိုတော့မဂ္ဂသစ္စာလို့ဆိုတယ်တဲ့ဒုက္ခနိရောဓဂါမိနိပရိပဒါ နောက်ဒုက္ခငြိမ်းရာသို့ဆ ਾਇ ရောက်စီသောတခုဒီသောလမ်းပေါ့မကန်သစ္စာဟုတ်လားအဲ့တော့ဦးဇင်းတို့ဘေးသဘောတော်အဲ့ဒီသစ္စာလေးပါဟာတတဝါတွေရဲ့ဘဝမှာအရေးအကြီးဆုံးတည်တဲ့တည်တိုက်တဲ့တရားပဲနော်သစ္စာလေးပါလောက်အဓိကကြတဲ့အရေးကြီးတဲ့တရားမရှိဘူးလို့လွန်နာလေရမှာသူ့ကိုကိုကပဋိဝေဒဆိုင်အောင်ထိုးထွင်းပြီးတော့သိမယ်မြင်မယ်ရှိလို့ရှိရင်အဲ့ဒါအရိယာဖြစ်တယ်ခေါ်တာပဲလေ အဲ့ဒါလောက်အရေးပါတယ်ပေါ့သစ္စာ၄ပါးဆိုတာဒါကြောင့်အရှင်တို့သစ္စာတန်ရုပ်တွေထဲမှာမြတ်စွာဘုရားကသစ္စာ၄ပါးကိုသိဖို့အလွန်အရေးကြီးတဲ့အကြောင်းကို အမျိုးမျိုးဥပမာတွေပြပြီးတော့ဟောတာလည်းရှိတယ်အောင်သစ္စာ၄ပါးကိုဘယ်လောက်ထိအရေးကြီးသိအောင်လုပ်တဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပိဿတို့လည်းပဲကြားဖို့တဲ့သုတ်တန်လေးတစ်ခုရှိတယ်နော်နန္ဒခင်းမှာလှံပေါင်းတရားနဲ့လှံအချက်တရားဒုက္ခရမယ် ။အဲနေ့လေခင်မှာလံမောင်းတရားနဲ့လံအချက်တရားဒုက္ခရမယ်ညနေခင်မှာတံမောင်းတရားနဲ့ဥမ္မလံအချက်တရားဒုက္ခရမယ်။အဲ့ဒါဘလောက်လဲဆိုတော့နှစ်ပေါင်းတရား။နော်။အဲ့လိုမျိုးနှိမ့်ဆက်ညှဉ်းပန်းခံရမှာတစ္ဆာလေးပါးကိုတိမယ်လို့တစုံတစ်ယောက်ကလာပြောလာမယ်ဆိုလို့ရှိရင်တကယ်လည်းပဲအဲ့လိုနှိမ့်ဆက်ညှဉ်းပန်းခံရလို့တစ္ဆာလေးပါးကိုတိမယ်ဆိုရင်အဲ့ဒါပျော်ပျော်ကြီးအဲ့ဒီလှမ်းအချက်ပေါင်းများစွာအထောက်ခံပြီးတော့တစ္ဆာလေးပါးကိုတည်အောင်လုပ်တဲ့နေတဲ့ ော့အဲ့လောက်ပင်ပန်းဆင်းရဲခါမှသိမယ်ဆိုရင်တောင်တစ္ဆာလေးပါးကိုတော့တကယ်ကိုပဲစိတ်ပါလက်ပါเนาะတစ္ဆာလေးပါးကိုသိဖို့အတွက်အဲ့ဒီလိုဒုက္ခတွေကိုခံယူသင့်တယ်လို့မြတ်စွာဘုရားဟောတာဘာဖြစ်လို့လဲဆိုတော့တစ္ဆာလေးပါးကိုသိရင်ဒုက္ခငြိမ်းမယ်ပေါ့တစ္ဆာလေးပါးကိုမသိဘူးဆိုလို့ရှိရင် ီလှချက်ပေါင်း300နဲ့နှစ်ပေါင်း100ကာလကြာအောင်အထုခံရတဲ့ဒုက္ခဆိုတာသစ္စာလေးပါးကိုမတိသေးတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခနဲ့နှိုင်းဆိုင်ရင်ဘာမှမပြောပါလားဘူးသစ္စာလေးပါးကိုမတိလို့ရှိရင်အဲ့ဒီဒုက္ခကဘာမှမပြောပါလားဘူးတော့ဘဝပေါင်းများစွာကောင်းဖြတ်တတ်ခံရတာအမျိုးမျိုးသောနှိမ့်ဆက်ညှင်းပန်းခံပြီးတော့တပ်ဖြတ်ခံရတာအမျိုးမျိုးသောအသေးစိုးနဲ့သိကြရတာဒါတွေဟာရည်တွယ်လို့မရနိုင်ဘူးပေါ့ ့ဒီနေ့300လမ်းအချက်တရားနဲ့နှစ်ပေါင်း100ဆိုတာကသစ္စာမတိသေးတဲ့ပုဂ္ဂိုလ်တွေရဲ့ဒုက္ခနဲ့နှိုင်းစာရင်ဘာမှမပြောပါတော့တော့ဒုက္ခသာဖြစ်တယ်ဟောဒါကြောင့်အဲ့ဒါကိုကိုယ်ဟာစိတ်ပါလက်ပါစိတ်ဝင်စားစွာပျော်ပျော်ပါပါဟုတ်လားလမ်းချက်ပေါင်း300နှစ်ပေါင်း100တရားကိုလမ်းချက်ပေါင်း300အဲ့ဒီလိုမြတ်စွာဘုရားဟောထားတာတွေကိုထောက်မယ်ဆိုလို့ရှိရင်တစ္ဆာလေးပါးကိုမြတ်စွာဘုရားဘလောက်သိသိခြင်းတည်းလဲဆိုတာမထင်ရှားဘူးလား ာဘလို့လဲအကြောင်းပြချက်ကသစ္စာ၄ပါးကိုတိမဒုက္ခငြိမ်းမှသစ္စာ၄ပါးကိုမသိရင်ဒုက္ခမငြိမ်းဘူးအဲ့ဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲသစ္စာ၄ပါးကိုတိမဒုက္ခငြိမ်းမယ်သစ္စာ၄ပါးကိုမသိရင်ဒုက္ခမငြိမ်းဘူးဆိုတာကိုလည်းမြတ်စွာဘုရားကဥပမာပေးပြီးတော့ဟောတာပဲယဟန်တို့တဲ့ဟိုရှားရွက်တို့မကြီးရွက်တို့ချင်းရွက်တို့ဆိုတာအရွက်ကလေးတွေတိတိလေးတွေပေါ့နော်အဲ့ဒီရှားရွက်တို့ ਨੇ မင်းအစာပြေတောက်အောင်ငါကြီးထုတ်ခဲ့တယ်မင်းရင်မိုးချိုးအောင်ငါကြီးတွေထုတ်လာတယ်လို့ပြောရင်ယုံနိုင်ပွဲရမရှိဘူးတဲ့ဟောဒီလောက်လေးသေးတဲ့အကြိမ်လေးနဲ့ကြီးဘလို့လို့ထုတ်မှာလို့ဟုတ်လားအဲ့လိုပဲသစ္စာလေးပါးကိုမတိဘဲနဲ့တို့တော့ဒုက္ခငြိမ်းပြီးဒုက္ခအေးပြီးတို့ချမ်းသာသွားပြီးအဲ့ဒုက္ခအေးတယ်ဒုက္ခငြိမ်းတယ်ဆိုတာချမ်းသာတယ်ဆိုတဲ့အတုံးလုံးနဲ့ဒါလက်လက်ပြီးတော့တုံးလုံးလို့ကြာကောင်းတယ်နော် သစ္စာလေးပါးကိုမသိဘဲနဲ့တို့ဒုက္ခငြိမ်းပြီးသုံးဖို့တို့တော့ကောင်းသွားပြီးရှင်ပြေသွားပြီလို့ပြောမှဆိုရင်အဲ့ဒါယုံနိုင်ပွဲဟာမရှိဘူးတဲ့သစ္စာလေးပါးကိုမသိဘဲနဲ့ဒုက္ခငြိမ်းနေဆိုတာယုံစရာမဟုတ်ဘူးတဲ့ရှားရွက်နဲ့ရစ်ထုတ်ခဲ့တယ်ဆိုရင်ယုံကြည်စရာမရှိတယ်လို့ဘရုံမာကြာရွက်တို့ပေါ့ရွက်တို့အင်ရွက်တို့နော်ကျွန်းရွက်တို့ဆိုတော့ရွက်ကြီးကြီးကြီးတွေပါ အဲ့လိုဘယ်တော့မှကြာရွက်အစားရှိတဲ့အလွန်ကြီးမားတဲ့အရွက်ကြီးတွေနဲ့မင်းအစားပြေတော့အောင်ငါကြီးတွေထုတ်လာတယ်ဆိုရင်တော့ဒါယုံနိုင်မွေရာရှိတယ်တဲ့အဲ့လိုပဲသစ္စာလေးပါးကိုတိလို့သစ္စာလေးပါးကိုတိတဲ့အတွက်ကြောင့်ငါဒုက္ခတော့ငြိမ်းပြီဒုက္ခတော့အေးပြီဆိုရင်တော့အဲ့ဒါကယုံနိုင်မွေရာရှိတယ်ပေါ့အဲ့လိုမြတ်စွာဘုရားဟောတဲ့တုတ်တန်လေးရှိတယ် တစုံတယောက်ကလာပြီးတော့ပြောမယ်ငါတိုင်းတထောင်းမှမထူဝဲနဲ့တိုင်းတချောင်းမှစိုက်ထားတာမရှိဘဲနဲ့တော့အပေါ်ပိုင်းဘုံနံပြတ်တတ်တယ်ငါတိဆောက်ခဲ့တယ်လို့ပြောမယ်ဆိုရင်အဲ့ဒါယုံကြည်ဝဲရမရှိဘူးတဲ့တော့တိုင်းမှမဆောက်ဘူးဟိုမစိုက်ဖဲနဲ့တော့အခြေကအုတ်မြစ်မှမပါဘဲနဲ့တိုင်းမှဆောက်မထားဘဲနဲ့တော့အပေါ်ပိုင်းတော့အမိုးတွေဘုံနံပြတ်တတ်တယ်ဘယ်လိုလုပ်ပြီးတော့တင်မလဲတင်လို့မရအောင် နောက်တိုင်းလေးပါးတွေထောင်းပြီးတော့အကုန်လုံးထောက်ရောက်တိုင်းများတင်ပြီးတော့ဘုံနှံပြက်သားအစင်းစင်းတိဆောက်သွားတယ်ဆိုရင်တော့ဒါဟာယုံနိုင်မွေရာရှိတယ်ပေါ့သို့လို့သစ္စာလေးပါးကိုမတိပဲနဲ့ဒုက္ခငြိမ်းနေလို့ပြောရင်ယုံနိုင်မွေရာမရှိဘူးသစ္စာလေးပါးကိုတိမှဒုက္ခငြိမ်းမယ်ဆိုတာကိုအဲ့လိုဥမာတွေပေးပြီးတော့ဟောတာလည်းရှိတယ်ပေါ့ဒါကသစ္စာတိမှဒုက္ခငြိမ်းနေသစ္စာမတိရင်ဒုက္ခမငြိမ်းဘူးဆိုတဲ့အချက်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားက ။နောက်ခေါင်းကိုလောင်နေတဲ့မိကိုငိမ့်တတ်တဲ့ဝရိယမျိုးနဲ့ရင်မှစူးနေတဲ့လှံကိုနှုတ်တဲ့ဝရိယမျိုးနဲ့တစ္ဆာလေးပါးကိုတည်အောင်အားစိုက်တဲ့နဲ့ကြိုးစားတဲ့နဲ့လို့အဲ့လိုလဲဟောတာရှိတော့တစ္ဆာလေးပါးကိုတည်ပြီဆိုလို့ရှိရင်သူရရှိမဲ့အကျိုးကျေးဇူးကအလွန်တရာမှများတယ်။ဘုရင်တို့